ရန်ကုန်မြို့ရဲ့အမိုက်သိန်းလုပ်ငန်းကို public အဖြစ်လုပ်ကိုင်ဖို့လူတို့ရဲ့သဘောထားကိုဆောင်ဆိုင်နေတဲ့ကုမ္ပဏီတစ်ခုကလက်ရှိစီပင်သားရအမိုက်သိန်းဝန်ထမ်းတွေကိုလစာတသိန်း2000ကျပ်နေထိုင်စရာအပြင်လစဉ်အပိုကျေး3000ကျပ်ပေးပြီးခန့်အပ်သွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ရဲ့အမိုက်သိန်းလုပ်ငန်းကို public အနေနဲ့လုပ်ကိုင်နိုင်ဖို့ရန်ကုန်အစီပိုင်းနဲ့တောင်ပိုင်းခရိုင်တို့အတွက် CRN Associated နဲ့နောက်ပိုင်းနဲ့မြောက်ပိုင်းခရိုင်တို့အတွက် TYTC Australia ကုမ္ပဏီတို့ကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်။ အမိုက်သိန်းလုပ်ငန်းကိုလုပ်ကိုင်ခွင့်ရမယ်ဆိုရင်စီပင်သာယာရဲ့အမိုက်သိန်းဝန်ထမ်းတချို့ကိုပြန်ခန့်သွားမှာဖြစ်ပြီးလစာအနေနဲ့သသိန်း၂၀၀၀နေဖို့ထိုင်ဖို့နဲ့လစဉ်ကျပ်၃၀၀၀ကိုလည်းထပ်ပေါင်းပေးသွားမှာဖြစ်တယ်လို့ CIA Associated Company မှာ Assistant General Manager ကိုပြည့်စုံအောင်ကပြောကြားပါတယ်။ဒါ့အပြင်အမိုက်သိန်းလုပ်ငန်းမှာရရှိလာတဲ့အမြတ်စုံရဲ့၂၀၀ခိုင်နှုန်းကိုလည်းအမိုက်သိန်းဝန်ထမ်းတွေအတွက်ပေးသွားမယ်လို့၎င်းကဆိုပါတယ်။လက်ရှိရန်ကုန်မြို့တော်မှာမိုက်သိန်းဝန်ထမ်းဦးရေ3800ကျော်ရှိပြီး Public Company များအနေနဲ့၎င်းတို့ကိုပြန်လည်ခေါ်ယူမယ်ဆိုပါကလွှဲပြောင်းပေးမှာဖြစ်ကြောင်း ရန်ကုန်မြို့ရစပင်သားရဲကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းဌာနမှတာဝန်ရှိသူတူကဆိုပါတယ်။ရန်ကုန်မြို့ရဲ့အမိုက်သိမ်းလုပ်ငန်းကိုလုပ်ကိုင်ရရွေးချယ်ထားတဲ့ကုမ္ပဏီနှစ်ခုနဲ့ရင်းကုမ္ပဏီများလုပ်ကိုင်ခွင့်ရရှိပါကစီပင်သားရသုံးစားခန့်တုံးမြက်ောက်ခံမဲ့အမိုက်သိမ်းစည်းကနှုံထားအများပြည်သူရဲ့သဘောထားကိုကောက်ခံမှာဖြစ်ပြီးအများပြည်သူသဘောတူပါကပုပ်ပလိကကိုလွှဲပြောင်းပေးမှာဖြစ်ကြောင်းနဲ့သဘောမတူပါကလုပ်ကိုင်ခွင့်ပေးမှာမဟုတ်ကြောင်းရန်ကုန်မြို့ရစပင်သားရဲကော်မတီကဆိုပါတယ်။ ဆိုပါကုမ္ပဏီများအနေနဲ့လုံပိုင်ခွင့်ရရှိပါကစနစ်တက်တန်းနဲ့လုံပိုင်ခွင့်ရရှိမှာဖြစ်ပြီးရကုန်မြို့ရဲ့အမှိုက်သိမ်းလုပ်ငန်းကိုလက်ရှိစီပင်သားရထက်ပုံမှန်ကောင်းမွန်လာစေဖို့လှုံ့ဆော်သွားမယ်လို့ဆိုထားတာဖြစ်ပါတယ်။